တခါတုန်းက အမှန်တရားကိုလက်ခံတဲ့ညီကိုတယောက်ကစီအောင်ရဲ့မှုရင်နှံကိုမျှဝေခဲ့ပါတယ်။အစပိုင်းမှာတော့မိသားစုတွေကလမ်းပေါ်မှာဖျားသခင်ရဲ့နှုတ်ကပတ်တော်ဟောပြောနေတာကိုကြားခဲ့ရပါတယ်။မိဖျားသခင်နဲ့ပတ်သက်တဲ့အမှန်တရားပတ်သက်ကပွဲနဲ့ပြည်ညင်တရားတဲ့အမှန်တရားတွေအားလုံးကိုကြားတဲ့အခါသူ့စိတ်နှလုံးဟာတဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါတယ်။နောက်ဆုံးမှာဖျားသခင်ဟာစီအုံကိုပြန်လာခြင်းရလက်ကိုခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်တို့လုံ့တမျှမှာဖရာသခင်ကလမ်းညွန်ပေးပြီးခေါ်ဆောင်မယ်ဆိုတာကိုယုံကြည်ရမှာဖြစ်ပါတယ်။အဲ့ဒီလိုယုံကြည်ချက်နဲ့ကျွန်တော်တို့ဟာအရာအလုံးကိုဆောင်ရွက်တင်ပါတယ်။ဖရာသခင်ဟာတမန်ကျမ်းစာ66ကျမ်းကနေတဆင့်မရေမတွက်နိုင်တဲ့နိမိတ်လက္ခဏာတွေကိုပြသတော်မူခဲ့ပါတယ်။ကျွန်တော်တို့ဟာအဲ့ဒါတွေကိုအံ့ဖွယ်ဖြစ်ရလို့ခေါ်ပေမဲ့ယုံကြည်တဲ့အခါအရာအလုံးကိုလုံဆောင်နိုင်တယ်ဆိုတာကိုဖရာသခင်ကပြသခဲ့ပါတယ်။ မျက်မမြင်နှစ်ယောက်ရဲ့အခြေအနေမှာတော့ယေရှုခရစ်ဟာသူတို့ရဲ့မျက်စိကိုဖွင့်နိုင်တယ်ဆိုတာကိုယုံနာလို့မိခဲ့ပါတယ်။သူတို့ကယုံပါဤသခင်လို့ဖြေကြပါတယ်။အဲ့ဒီနောက်သူဟာသင်တို့ယုံခြင်းရှိသည့်အတိုင်းသင်တို့နာဖြစ်စေလို့ပြောခဲ့ပါတယ်။တကယ်လို့သူတို့ဟာသူကလူသားဖြစ်တယ်။သူကဒါကိုတကယ်လုံးနိုင်ပါမလား။ဒီလိုစိတ်ထားမျိုးရှိခဲ့မယ်ဆိုရင်အဲ့ဒီလိုအမှုဟာဘယ်တော့မှဖြစ်မလာနိုင်ပါဘူး။ဒီ같은역사는절대일어날수가없습니다. ခေတ်သစ်သိပ္ပံပညာအရဒါဟာစိတ်ကူးရင်ဆန်တာပဲငါတို့ရဲ့စီတီကူးတသက်ပဲဒါကဖြစ်လာပါမလားလို့တန်တရားဝင်တဲ့သူတွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့ယုံကြည်ခြင်းကဘာမှာမရေမတွက်နိုင်တဲ့နိမိတ်လက္ခဏာတွေနေတိုင်းဖြစ်ပြနေပါတယ်ဖျားသခင်ဟာတင့်ယုံကြည်ခြင်းအတိုင်းတင်နာဖြစ်စေလို့မိန့်တော်မူခဲ့ပါတယ်မိသားစုဝင်တို့ တခြားအရာအလုံးကိုကောင်းကောင်းမှတ်မိဖို့လိုပေမဲ့လည်းဒါကိုအထူးသတိရကြရပါမယ်။ဘလို့ယုံကြည်ခြင်းလမ်းကိုရှောက်လမ်းပါစေတရားဟောတာပဲဖြစ်ဖြစ်ဆုတောင်းတာပဲဖြစ်ဖြစ်အရာအလုံးဟာကျွန်တော်တို့ယုံကြည်ခြင်းအတိုင်းဖြစ်မြောက်မှာဖြစ်ပါတယ်။ကောင်းတဲ့ယုံကြည်ခြင်းမှာကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာလိမ့်မယ်ဆိုတဲ့အချက်ကိုယုံကြည်ပြီးယုံကြည်ခြင်းလမ်းကိုရှောက်လမ်းကြပါစို့။ရှင်မသက်ခရစ်ဝင်အခန်းကြီးကိုအခန်းငယ်၁၈ကိုကြည့်ကြရအောင်။ ထိုစကားကိုမိတ်တော်မူစဉ်အရာရှိတယောက်သည်လာ၍ပြုတ်ဝှက်လျက်အကျုံမုတ်ဤတမီးသည်ယခုပင်ဒေဆဲရှိပါ၏တိုးတော်လဲကိုရောဒီကြွ၍သူ့အပေါ်၌လက်ကိုတင်တော်မူလျင်အသက်ရှင်ပါလိမ့်မည်ဟုပြော၏ယေရှုသည်ထား၍တပည့်တော်နှင့်အတူ ထိုသူနောက်သို့လိုက်တော်မူ၏ထိုအခါတစ်ဆယ်နှစ်နှစ်ပတ်လုံးတွေးတော်အနာဆွဲသောမိမတစ်ယောက်ကငါသည်အဝတ်တော်ကိုသာလို့လင်ချမ်းသာရမည်ဟုစိတ်ထင်နှင့်နောက်တော်သို့ချင်းကပ်၍အဝတ်တော်ဤပန်းပွားကိုတို့လေ၏ ယေရှုသည်လှည့်၍ထိုမိမကိုမြင်တော်မူလျင်ငါသမီးမစိုးရိမ်နှင့်တင်ဤယုံကြည်ခြင်းသည်တင့်အနာကိုမလုပ်ခဲ့ပါသည်လဲငိမ့်စေပြီးဟုမိန့်တော်မူ၏ထိုခဏမှစ၍ထိုမိမသည်အနာကင်းပြောက်လေ၏ယုံကြည်ခြင်းနှင့်အရာအလုံးကိုလှုပ်ဆောင်တင်ပါれမျက်မမြင်နှစ်ယောက်မှလည်းယုံကြည်ခြင်းရှိခဲ့ပါれအံ့ဩစရာကောင်းတဲ့အံ့ဖွယ်ဖြစ်ရတွေဖြစ်ခဲ့လားမဖြစ်ခဲ့ဘူးလားဆိုတာအရေးမကြီးပါဘူး တမကျန်းစာအဖြစ်ဖရာသခင်ဟာသူ့ရဲ့သားသမီးတွေကိုတခုခုလှုပ်တဲ့အခါတိုင်းယုံကြည်ခြင်းရှိစေဖို့လို့ဆိုလိုပါတယ်။ယုံကြည်ခြင်းရှိတဲ့အခါကျင်းတေပေါ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းရဲ့ရလဒ်ကိုရရှိမှာဖြစ်ပါတယ်။ဖရာသခင်ဟာဆယ်နှစ်နှစ်ကြာတွေးတောလာဆွေးနေတဲ့အမျိုးသမီးနဲ့မျက်မမြင်နှစ်ယောက်လိုမျိုးယုံကြည်ခြင်းရှိတဲ့သူတွေအတွက်အရာအလုံးဖြစ်နိုင်တဲ့လမ်းကိုဖွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုမနာခံခြင်းကြောင့်ကောင်းကင်ကနေမောင်းထုတ်ခံခဲ့ရတဲ့အတွက်ဒီမြေကြီးပေါ်မှာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုအကျွမ်းမဲ့ယုံကြည်ပြီးကောင်းကင်ကိုပြန်ကြားရမှာဖြစ်ပါတယ်။ဒီနေ့တရားဒေသနာကိုဤကုန်းချုပ်ချင်ပါတယ်။ယေရှုအမကြီးတင်ပါတယ်။